ပြုရကြဂလစီအဖွဲ့ချုပ်ကဌာနချုပ်မှာတော့တိပ္ပံမညာရှင်တယောက်ဖြစ်တဲ့ဒေါက်တာချမ်းပါကတရားမဝင်မျိုးရိုးဗီဇလှူရှားမှုတွေနဲ့တက်ရှိတကောင်ကိုဖန်တီးထားလို့တရားရင်ဆိုင်နေရပါတယ်။သူဖန်တီးထားတာကတော့ကြီးစံတန်ကိုလက်ခံနိုင်မိဒံကိုလက်ခံနိုင်ပြီးမြင်မြင်သမျှကိုဖျက်ဆီးတတ်တဲ့အပြာရောင်လက်လေးဘက်နဲ့မျိုးစေ့အစ်တဲ့သရဝါလေးတကောင်ကိုဖြစ်ပါတယ်။အဲအားကြောင့်ဒေါက်တာချမ်းပါကိုထောင်ထဲပို့လိုက်ပြီးသရဝါလေးကိုတော့ကောင်စီဝင်ကအောက်ကကဲတစ်ခုစီနဲ့နင်းနန်းပေးလိုက်ပါတယ်။ ကဘရင်ဂန်တို့ကတရဝါလေးကိုသူထွက်ပြေးရနဲ့သူ့ကိုယ်ပိုင်လိုက်ပြမဲ့လေးစားတွေကိုအနားမှာထားထားပြီးနန်းနေနန်းပေးဖို့အတွက်အာကာသာလေးကိုယင်းနေအများကြီးနဲ့ထွက်လာကြပါဒါပေမဲ့ညံကောင်းလုံးတဲ့တရဝါလေးကသူ့ရဲ့တရွေးနေတဲ့အဆောင်ကိုပြပြီးအခန်းထဲကနေထွက်ပြေးလာပါ යි ။လုံကြုံကြီးတွေရောက်လာတော့တရဝါလေးကရဲတုံးရင်အနီရောင်လေးတစ်ခုကိုယူပြီးအာကာသာထဲကိုထွက်ပြေးပါ යි ။ အနောက်ကနေရင်းနဲ့အများကြီးလိုက်တာတော့အာကာသာထဲမှာပဲသူတပြန်ကိုတပြန်ဖြစ်ပြီးရင်ကအခြေအနေမှန်တော့တဲ့အချိန်မှာဒရဝါလေးကအေးဘော်ခလုတ်ကိုနှိမ့်လိုက်လို့လင်းမြန်လာတဲ့အချိန်ကတနင်္လာကိုထွက်သွားပါတယ်အဲ့ဒါကြောင့်ကောင်းစီဝင်ကလည်းစိတ်တူသွားပြီးဘဲကိုကြသွားလဲစုံစမ်းခံလိုက်တော့နယ်မြေခွဲတစ်ခုဖြစ်တဲ့ကဘာလို့ခေါ်တဲ့ဂျိုးတစ်ခုကိုယင်လေးကကြသွားပါတယ်။ ကောင်စီဝင်ကအဲ့ဆိုတခုလုံးကိုဖျက်ဆီးပြင်မယ်ဆိုတော့အေဂျင့်တရားဖြစ်တဲ့ပလီကလေးကကဘာဆိုတာတော်ရန်တိရစ္ဆာန်တွေကိုကာကွယ်ပေးနေပြီးမြို့တော်လူနီးပါးရှားပါးနေပြီးဖြစ်တဲ့ချင်းတွေရဲ့အစာကွင်းဆက်ဖြစ်တဲ့လူဝေရှိနေလို့မရဘူးလို့ပြောပြပါတယ်အဲအကြောင်းကောင်စီဝင်ကတရဝါလေးကိုတီထွင်ဖန်တီးခဲ့တဲ့သူဖြစ်တဲ့ဒေါက်တာချမ်ပါစီကိုသွားပြီးဖန်ခေါ်လာနိုင်ရင်လွတ်လပ်ခွင့်ပေးမယ်ဆိုပြီးကမ်းလှမ်းပါတယ်။ဒေါက်တာချမ်ပါကလည်းလက်ခံလိုက်တော့ကောင်စီဝင်ကရှာရှည်တတ်တဲ့ပလီကလီကိုပါဒေါက်တာချမ်ပါနဲ့အတူလိုက်သွားခံလိုက်ပါတယ်။ တရဝါလေးကြသွားတဲ့ဟာဝိုင်ကျွန်းရဲ့ဟူလာအကသင်္နံမှာတော့ဘသူကမှအယောမဝင်ခြင်းနဲ့လီလိုလို့ခေါ်တဲ့ကောင်မလေးတယောက်ရှိပါတယ်။အရာရာကိုကလေးပီပီစိတ်လိုက်မှန်မှလောက်တတ်တဲ့လီလိုလေးကတငယ်ချင်းဆိုတာလဲမမရရမရှိပဲစော့စရာဆိုလို့သူကိုယ်တိုင်းလှုပ်ထားတဲ့ဂျိုသားနဲ့တူတဲ့အယောကလေးတယောက်ပဲရှိပါတယ်။ဒီနေ့မှလည်းလီလိုလေးကသူ့ရဲ့တငယ်ချင်းနဲ့နဲ့ရံဖြစ်တာလို့ဆရာကသူ့ရဲ့အမကိုခေါ်ပြီးဒီမှာပဲဆောင်ခိုင်းထားပေမဲ့လီလိုလေးကတော့တယောက်တည်းပဲအိမ်မြန်သွားပါတယ်။သူရဲ့အမနာနီကလည်းသင်တန်းမှာဒီလိုကိုမတွေ့တော့အင်ကိုအသေးအတန်ပြေးလာပါတယ်။ တကားကိုပိတ်ထားတဲ့အပြင်တန်တွေပါအကုန်ရိုက်ထားပြီးသူ့ရဲ့အမားကလူမှုရေးဝန်ထမ်းလာတော့မှမို့လို့ဖွင့်ခိုင်းနေပေမဲ့လီလိုကတော့တချင်းမနှာထောင်နေပါတယ်။အဲ့ဒီအချိန်မှာပဲလူမှုရေးဝန်ထမ်းဖြစ်တဲ့မစ္စတာဘဘဲရောက်လာလို့အင်ရှင်ဖြစ်တဲ့နာနီကအင်ရှင်ကောင်းပြီးပြီးနောက်ဖွဲကနေပဲအိမ်ထဲကိုခေါ်သားပါတယ်။ကားမတော်တဆမှုနဲ့မိဘတွေဆုံးသွားကြတဲ့ကလီလိုကိုစောင့်ရှောက်နိုင်မစောင့်ရှောက်နိုင်ဆိုတာစောင့်ကြည့်နေတာဖြစ်ပြီးလီလိုအဆင်ပြေလာမေးတော့တနေ့တည်းနဲ့၅ချိန်လောက်ရက်ခံရရတယ်ဆိုပြီးလိန်ပြောလိုက်ပါတယ်။ အဲဒါကြောင့်မစ္စတာဘဘဲကအချိန်300ပေးမယ်ဆိုပြီးထပ်သွားတော့သူ့ရဲ့အမကလီလော့ကိုအမဲဖြတ်ဖို့အတွက်လိုက်ဖမ်းပါတယ်။တင်းနားမှာဆောင်းခိုင်းထားတာကိုဘာလို့မဆောင်နိုင်ရလဲဆိုပြီးမောင်နှမနှစ်ယောက်သားစကားများကြတော့လီလော့ကအခံအောင်းသွားပါတယ်။ညရောက်တော့မောင်နှမနှစ်ယောက်သားတယောက်နဲ့တယောက်နှစ်သိမ့်ပေးရင်နဲ့ရမဖြစ်တော့ဘူးလို့ကတိပေးရင်နောက်ထပ်မဆူတော့ဘူးလို့သူ့ရဲ့အမကပြောပြပါတယ်။အဲဒီအချိန်မှာပဲမီးရွေအကုန်ပြတ်သွားပြီးထူးဆန်းတဲ့အရာတစ်ခုကသူ့ရဲ့ဘေးကတော့ထဲကိုကျသွားတော့နာနီကအနေနဲ့များလို့မသွားဖို့တားသလိုလီလော့ကလည်းစိတ်ဆိုးပြီးအခန်းပြောင်းသွားပါတယ်။ ရောက်လာတာကတော့ထူးခြားတဲ့တရဝလေးဖြစ်ပြီးဖားကိုအခုမှမြင်ဘူးတဲ့သူကတနက်နဲ့ချိန်နေတော့မှပဲကားသုံးလေးစီးလောက်တက်ကြိတ်တာကိုခံလိုက်ရပါတယ်။ကားသမားတွေလည်းခိုးလေးတစ်ကောင်ကိုတက်ချိန်မိလိုက်လို့သေသွားတယ်ထင်ပြီးအနီးနားကခွေးကြီးဟာကိုပို့လိုက်ကြပါတယ်။အဲဒီနေ့မှပဲတက်တက်ဆန်ဆန်လီလိုတို့ကခွေးမွေးဖို့အတွက်ခွေးကြီးဟာကိုရောက်လာတော့မှပဲတရဝလေးကအပြင်ကိုပြန်ထွက်သွားတော့ဒေါက်တာချမ်းမတို့ကလီစာနဲ့လိုက်ပြလို့အထဲမှာပြန်ဝင်ပုံနေပါတယ်။ လီလိုကခွေးလာရွေးတော့ခွေးတွေအားလုံးကတရဝလေးကိုကြောက်လို့အပေါ်မှာတပုံးနေကြရတယ်လို့သူကတော့ကြောက်ဖို့ကောင်းတဲ့အစိပ်ပိုင်းတွေအားလုံးကိုတင်ပြီးလီလိုစီကိုခွေးပုံစံနဲ့ရောက်လာပါတယ်။လီလိုကမြင်မြင်ချင်းသဘောကျသွားလို့မွေးဖို့ခေါ်လာပြီးဆန်ရှင်ကတော့မနေ့ကမှသေးသွားတဲ့ကောင်ကဘလို့လို့အသက်ရှင်နေမှမသိလို့မမွေးဖို့တားပေမဲ့လီလိုကတော့မွေးမယ်လို့ပဲဆုံးဖြတ်လိုက်ပါတယ်။နာမည်ပေးရမယ်ဆိုတော့လီလိုကစတေးလွန်နာမည်ပေးလိုက်ပြီးသူတို့ကတော့ဒါတာဂျာမာတို့ကအဆက်မပြတ်ဆောင်ကြည့်နေပါတယ်။ စတစ်ကကောင်းမလေးကိုအကားအကွယ်လုံးနေတော့ဂျမ်ဘာကစိတ်တူသွားပေမဲ့ပလီကီလီကတော့သူတို့ကိုမြင်လို့လည်းမရတယ်လို့ပြစ်လို့လည်းမရတာကြောင့်ရုပ်ဖြတ်ပြီးဖမ်းဖို့ဆုံးဖြတ်လိုက်ပါကဘာကိုအခုမှဆောက်ရောက်လာတဲ့စတဲ့အတွက်ကတော့မင်းမင်းသမားကအထူးအဆန်းနယ်ဖြစ်နေပြီးနာနီကတော့အလုပ်ကိုသွားမှာမို့လို့လီလုတ်ကိုအဝေးစီးတယ်မသွားဖို့မှာခဲ့ပါတယ်။ဒီလုတ်ကစတဲ့ကိုသူ့ရဲ့တန်ခိုင်ခြင်းနဲ့မိတ်ဆက်ပေးနေတော့မှပဲဂျမ်ဘာတို့ကိုတွေးလိုက်လို့စတဲ့ကလီလုတ်ကိုခေါ်ပြီးအသေးအတန်ထွက်ပြေးသွားပါတယ်။ စိတ်တို့လည်းစတစ်ကတော့ဘသူနဲ့မှအဆင်မပြေပဲမျိုးရဲမှရှောက်သွားနေကြရင်ဂျမ်းဘာတို့ကလည်းအနောက်ကနေအဆက်မပြတ်လိုက်လာကြပါရဲ့။ညာရောက်တော့လီလိုကသူ့အမအလုံးလုံးနေတဲ့ဆိုင်ကိုရောက်လာပြီးသူ့ရဲ့အမကိုတစ်ဖက်သက်ချိုင်းနေတဲ့တငငချင်းဒေးဗစ်နဲ့စတစ်ကိုမိတ်ဆက်ပေးလိုက်ပါရဲ့။အဲဒီအချိန်မှာပဲဂျမ်းဘာတို့ကစတစ်ကိုအစာနဲ့မြားပြီးဖမ်းတော့ဆိုင်ထဲမှာရုံရင်းဆန်ခတ်တွေဖြစ်ကြပါရဲ့။ငါကိုယ်တည်းကမှနာနီကိုကြည့်မရတဲ့ဆိုင်ရှင်ကလည်းသူ့ခွေးတောင်းညာလို့ဆိုပြီးအလုပ်ထုတ်လိုက်ပါရဲ့။ စတစ်ကိုအင်ခေါ်လာတော့နင်းမင်းသမားကိုဖြက်စီးတတ်တဲ့အကျင့်မရှိတဲ့စတစ်ကအားရပါးရတောင်းငန်းနေပြီးနာနီကတော့ဆိုင်ကိုပြန်ပို့ဖို့လုပ်နေပေမဲ့လီလိုကတော့သူ့အဖေပြောခဲ့တဲ့အိုဟာနာမိသားစုဆိုတဲ့စကားကိုပြန်ပြောပြပါတယ်မိသားစုဆိုတာဘသူကမှလည်းထားခဲ့လို့မရသလိုမေးပြလို့လည်းမရဘူးဆိုတော့နာနီကလည်းမတတ်တာပဲလက်ခံရပြီးဒီလိုကတော့စတစ်ကိုသူ့ရဲ့အခန်းထဲခေါ်သွားပါရင်ဆက်စုတတဲ့စတစ်ကခေါင်းအောက်ကမိသားစုတပ်ပုံလေးကိုသွားခိုင်းလိုက်တော့လီလိုကဘရောမှထမကိုင်းတယ်လို့ပြောလိုက်ပါရင် ညီမသမီးကိုလိုက်ဖြတ်စီနေတဲ့စတက်ကိုလီလိုကပြောင်းလဲကြည့်ဖို့နားချတော့စတက်ကရှိတဲ့ပစ္စည်းလေးတွေနဲ့မျိုးသေးသေးလေးတခုတိစားပြီးအားရပါးရတောင်းငန်းနေတယ်လို့ဂျမ်ဘာတို့ကလည်းအိမ်ဘေးကနေအဆက်မပြတ်ဆောင်ကြည့်နေကြပါတယ်။တောင်းငန်းလို့ဝါရစတက်ကလီလိုကိုစာအုပ်ထဲကပုံမြင်လေးတခုကိုပြောင်းခိုင်းတယ်လို့တနာစရာကောင်းပြီးအထီးကျန်နေတဲ့ဘဲလေးကတနေ့မှသူ့မိသားစုနဲ့ပြန်တွေ့သွားပြီးပျော်ပျော်ရွှင်ရွှင်နေထိုင်သွားတယ်လို့ပြောပြပါတယ်။စတက်ကသဘောကျသွားတော့လီလိုကသူ့ကိုတညာလုံးပုံမြင်တွေထိုင်ပြောပြပါတယ်။ နောက်နေ့တော့မစ္စတာဘာဘဲကနာနီအလုပ်ပြုတ်သွားတယ်ဆိုတဲ့သတင်းကြောင့်အင်ကိုရောက်လာပြီးအလုပ်အသစ်ရှာဖို့နဲ့စတစ်ကိုလည်းလင်းလင်းမာမာနေဖို့မှာခဲ့ပါတယ်။နာနီရဲ့အလုပ်အသစ်ရှာဖို့တော့မှာတော့လီလိုကစတစ်ကိုအဲဘစ်လို့ခေါ်တဲ့သူအရင်ကြိုက်တဲ့အဆိုတော်တယောက်ကအကျဉ်းစရိုက်တွေကိုတင်ပေးပါတယ်။အကကောင်းလို့ဖရဲသီးနဲ့နှစ်ပါးသွားလိုက်ရပြီကော်ဖီဆိုင်ကိုရောက်တော့လဲစတစ်ကဂီတတန်လေးကညင်သာလွန်းလို့မှန်နေပါအကုန်ကွဲသွားပါတယ်။ဟိုတယ်ကိုရောက်တော့လဲမောင်စတစ်ကအဖွားတယောက်ကိုပန်းပေးပြီးနန်းလိုက်ပြီလို့အသေးအတန်ထွက်ပြေးလာခဲ့ပါတယ်။ ကန်းကြီးကိုရောက်တော့လီလိုကစတစ်ကိုအမှန်ကန်နဲ့ရှင်းပေးလိုက်တယ်လို့စတစ်ကလည်းဂီတာကိုအမှန်ကန်နဲ့တီးပြလိုက်တော့အားလုံးကလည်းသဘောကျပြီးဓပုံနဲ့ဝိုင်းရကြပါတယ်။လူအောင်နာကိုမကြိုက်တဲ့စတစ်ကဆက်ရှိလက်ရှိတောင်းရလိုက်လို့အကုန်လုံးလက်ထွက်ပြေးသွားပြီးနာနီကလည်းအလုံးမရလို့စိတ်တကြနေပါတယ်။အလိုက်တီးတဲ့တန်ငချင်းဒေးဗစ်ကစိတ်ရကြနေတာရေပြောက်သွားအောင်လိုင်းစီးကြမယ်ဆိုတော့လီလိုနဲ့နာနီလည်းစိတ်ညစ်စရာတွေကိုခဏမေ့ထားပြီးပျော်ပျော်ရွှင်ရွှင်နဲ့လိုင်းစီးကြပါတယ်။ သူများတွေပြောနေတာကိုမြင်ပြီးအထီးကျနေတဲ့စတစ်လေးကသူလဲလိုင်းစီးကျင်နေဆိုတော့နာနီကစတစ်ကိုလိုင်းစီးဖို့အတွက်ခေါ်ပါပါတယ်။တပတ်ကဂျမ်ဘာတို့ကတော့စတစ်ရင်မကူတက်လို့အဆင်ပြေပါမလားလို့စဉ်းစားနေတဲ့အချိန်မှာကောင်းစီဝင်းကဖုံးဆက်ပြီးအခုချက်ချင်းစတစ်နဲ့ပြန်လာတာလို့ရှင်နေဆိုတော့ဂျမ်ဘာကလည်းစတစ်ကိုရေထဲမှာဖမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။စတစ်တို့ကရေလိုင်းစီးနေတဲ့အချိန်မှာဂျမ်ဘာကဝင်ဖမ်းလိုက်တော့အကုန်လုံးလဲရုံရင်ဆန်ကတဲ့ဖြစ်ပြီးရေထဲကိုပြုတ်ကျသွားကြပါတယ်။ stick ကလီလို့ကိုဆွဲချသွားတော့နာနီကပြန်ခဲလိုက်ပြီး stick ကလည်းဂျမ်ဘာရုပ်ကိုပညာပြန်ပြလိုက်တယ်လို့ရေမကူးနိုင်တဲ့ stick ကိုတော့ david ကပြန်ခဲလာခဲ့ပါတယ်အဲဒီအချိန်မှာပဲ Mr. Pepe ရောက်လာပြီးသူကြိုးစားနေတာကိုသိပေမဲ့လီလို့အတွက်လည်းအကောင်းဆုံးနဲ့တွေးပေးဖို့လို့လို့မနှက်ပြမနှက်လာခဲ့မယ်လို့ပြောသွားပါတယ်။အခုလို့တည်းဖြစ်သွားတာသူကြောင့်ဆိုပြီးဝမ်းနဲ့နေတဲ့ Stick ကလီလို့ပြောပြတဲ့ပုံမြင်တဲ့ကဘဲမိသားစုလေးကိုလည်းတွေ့သွားပြီးနာနီကသူ့ညီမလေးကိုသတင်းဆိုပြနေတာကိုအောက်ကနေနားထောင်နေပါတယ်။ ခေါင်းအောက်ကမိသားစုဓာတ်ပုံလေးကိုတွေ့တော့လီလောကသူမိဘတွေအကြောင်းပြန်ပြောပြပြီးသူ့ကိုလည်းတင်ချပေါက်ဆောက်ရှောက်ပေးမှာမို့လို့ဆန္ဒရှိရဲဆိုရင်သူတို့ရဲ့မိသားစုဖြစ်လာနိုင်တယ်လို့ပြောပြပါတယ်။အိုဟာနာမိသားစုဆိုတာဘသူ့ကိုမှလည်းထားခဲ့လို့မရတယ်လို့မေးပြလို့လည်းမရဘူးဆိုတော့စတစ်ကစာအုပ်လေးကိုကင်ပြီးအပြင်ကိုထွက်လာပါတယ်။သူ့လိုမျိုးမြင်မြင်သမ ्या ကိုဖြတ်စီးတတ်တဲ့သူကိုတော့ဒီလိုတော့ကကျင်နာပေးခဲ့၊နှွေးထွေးပေးခဲ့လို့စတစ်ကမိသားစုဆိုတဲ့စကားကိုပို့ပြီးတော့နားလည်လာပါတယ်။ ကောင်းစီဝင်ကလည်းစတစ်ကိုအခုထိမဖမ်းမိသေးလို့ဂျမ်းဘာနဲ့ပလီကလေးကိုအလုပ်ပြောလိုက်ပြီဆိုတော့ဂျမ်းဘာကသူနီလာနဲ့သူလည်းဖော်ဆောင်ပြလိုက်ပါတယ်။ဒါအပြင်ကောင်းစီဝင်ကစတစ်ကိုဖမ်းဖို့အတွက်ကပရင်ဂန်ဒူကိုလည်းကဘာဂျိုကိုလွှတ်လိုက်ပါတယ်။တစ်ဖက်ကဒေါက်တာဂျမ်းဘာကတော့စတစ်ကိုစကလုံးနဲ့မျှပြီးဖမ်းဖို့ကြိုးစားပေမဲ့စတစ်ကတော့ထပ်ပြေးသွားပါတယ်။စိတ်ထကြနေတဲ့နာနီကိုဒေးဗစ်ကအလုပ်သေးရမယ့်နေရာတွေ့ထားတယ်ဆိုတော့နာနီလည်းလီလိုကိုအခုပြန်လာခဲ့ပါမယ်လို့ပြောပြီးထွက်သွားပါတယ်။ ဂျမ်ဘာလက်ကထွက်ပြေးလာတဲ့စတစ်ကလည်းအင်ကိုပြန်ရောက်လာပြီးဂျိုသားပေါင်းတစ်ခုနဲ့ပညာပြပေးလိုက်ပါတယ်။ဒီလိုကမစ္စတာဘဘဲကိုသူ့အိမ်မှာဂျိုသားတွေတောင်းကျမ်းနေရဆိုပြီးဖုန်းလိုက်ဆက်လိုက်သလိုစတစ်ကတော့ဂျမ်ဘာကိုကားစာထက်ကျွေးလိုက်ပါတယ်။တနတ်ထိုင်မှာမုံလာအူကြီးတက်ပြီးပောက်ကွဲတော့မလို့ဖြစ်တော့ပလီကလီကလီလိုကိုအင်အင်ပြန်ခေါ်သွားနေတော့မှပဲအင်ကြီးတစ်ခုလုံးရစရာမရှိအောင်ကိုပြစီသွားပါတယ်။တပတ်ကအလောက်ရှောင်းနေတဲ့နာနီကလည်းမိသက်ကသူ့အိမ်ဘက်ကိုသွားတာတွေ့တော့အင်ကိုပဲချက်ချင်းပြန်လာခဲ့ပါတယ်။ ဒီလိုကမစ္စတာဘဘဲတို့စီကထွက်ပြေးလာတယ်လို့စတစ်ကလည်းမိသားစုတပ်ပုံလေးကိုပြန်ပေးပြီးသူ့ရဲ့ပုံစံအစစ်မှန်ကိုထုတ်ပြနေတော့မှပဲကပရင်ဂန်ဒူကသူတို့နှစ်ယောက်စလုံးကိုဖမ်းလိုက်ပါတယ်။ကပရင်ဂန်ဒူကစတစ်နဲ့ဒီလိုကိုဖမ်းပြီးခေါ်သွားတာကိုနာနီလည်းတွေ့လိုက်တယ်လို့စတစ်ကတော့အပေါတူတူလေးတဲကနေပြန်လွတ်အောင်ထွက်လာနိုင်ခဲ့ပါတယ်။နာနီကစတစ်ကိုဒီလိုကိုပဲခေါ်သွားကြတာလဲမင်းနေတော့မှပဲဒေါက်တာဂျမ်မာတို့ကစတစ်ကိုဖမ်းလိုက်လို့နာနီကသူတို့ကိုတွေ့သားပါတယ်။ ငါနီကလူလို့ကိုပြန်ခေါ်ပေးဖို့ပြောပေမဲ့ဒေါက်တာချမ်းပါတို့ကတော့ဒီကိုလာခဲ့တာကစတစ်ကိုဖမ်းဖို့အတွက်ပဲမို့လို့စိတ်မကောင်းပါဘူးဆိုတော့နာနီဝါနဲ့သွားပါတယ်စတစ်ကအိုဟာနာမိသားစုဆိုတာဘသူမှလည်းထွက်သွားလို့မရသလိုမေးပြလို့လည်းမရဘူးဆိုပြီးအပြောကောင်းကောင်းနဲ့ဒေါက်တာချမ်းပါတို့ကိုကူညီပေးဖို့တောင်းဆိုတော့ဒေါက်တာချမ်းပါတို့ကလည်းလူလို့ကိုပြန်ခေါ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်လူလို့ကမိသားစုဓာတ်ပုံလေးကိုကန်ပြီးဝမ်းနဲ့နေတော့မှပဲစတစ်တို့ကလေးမြန်အကြီးကြီးနဲ့သူတို့ရဲ့အနာကိုရောက်လာကြပါတယ် အဲဒါကြောင့်ကပရင်ဂန်ဒူကစတစ်လွတ်သွားတာကိုတွေ့တော့အနောက်ကနေလေစာရင်းနဲ့လိုက်ပြပါတယ်။တောင်ကြားတွေကနေအလှလေးဝင်ပြီးစတစ်ကိုလင်းရင်ပေါ်ရအောင်ပို့ပေးလိုက်တယ်လို့စတစ်ကလည်းလူယိုကိုကဲပေါ်မှန်ခေါ်နေတော့မှပဲကပရင်ဂန်ဒူကသူ့ကိုမီရှော့ပြလိုက်ပါတယ်။ဒါပေမဲ့ညံကောင်းလာတဲ့စတစ်ကတော့လမ်းပေါ်မှာတွေ့တဲ့ဓာတ်စီကားကိုမီးရောင်ဘက်ကိုမောင်းလာခဲ့ပြီးလေစာရင်းနဲ့လာပြနေတဲ့ကပရင်ဂန်ဒူရဲ့လင်းရင်ပေါ်ကိုမြန်ဆန်လာတဲ့အချိန်နဲ့ရလာခဲ့ပါတယ်။ ကပရင်ကန်တို့ကိုစတစ်ကတာမာလာတဲ့ခွန်အားနဲ့လွှင့်ပြလိုက်ပြီးပောက်ကွဲတော့မဲ့လင်းကြီးစီကနေလည်းဒီလူကိုရအောင်ကယ်လာနိုင်ခဲ့ပါရဲ့ကိစ္စဝိစားရပြီးတော့ကောက်စီဝင်ကိုရန်ရောက်လာပြီးစတစ်ကိုဖမ်းလိုက်သလိုကပရင်ကန်တို့ကိုလည်းယာဒူးကနေရန်နာခံလိုက်ပါရဲ့စတစ်ကထွန်မပြေးတော့ပဲနှုတ်ဆက်လို့ရသေးလားမေးတော့ကောက်စီဝင်ကလည်းလက်ခံလိုက်ပါရဲ့အဲ့ဒါဘသူတွေလဲမေးတော့စတစ်ကသူ့ကိုရန်ရှာထားခဲ့တဲ့သူ့ရဲ့မိသားစုဝင်တွေလို့ပြောပြသလိုပြန်သွားတော့မဲ့အချိန်မှာလီလိုကသူ့စတစ်ကိုဝယ်ထားခဲ့တဲ့လက်မှတ်ကလေးကိုပြပြီးစတစ်ကိုသူ့ပိုင်လို့ပြန်ခေါ်သွားရင်ကိုရာပဲလို့ပြောပြပါရဲ့ အဲ့ဒါကြောင့်ကောင်စီဝင်လက်စတစ်ကိုနန်းနေနေပေးမှတ်နေရကိုကဘာလို့သတ်မှတ်ပေးလိုက်ပြီးသူတို့ရဲ့မိသားစုလေးကိုလည်းဂျိုသားစတစ်ကိုကာကွယ်ဆောက်ရှောက်တဲ့အနေနဲ့အဖွဲ့အစည်းကြီးရဲ့ကာကွယ်မှုအပေါ်ထည့်ပေးလိုက်ပါဂျမ်းပါနဲ့ပလီကလီကိုလည်းဒီမှာနေခဲ့တော့ဆိုပြီးကောင်စီဝင်ကထပ်သားပါဒီလိုနဲ့ပဲဒီလိုတို့ကမျိုးနွယ်မတူပေမဲ့နှလုံးသားချင်းနှိစက်ကြတဲ့ဂျိုသားစတစ်ဂျမ်းပါပလီကလီတို့နဲ့ပျော်ရွှင်ငြိမ်းချမ်းတဲ့မိသားစုလေးတို့ကိုအတူတူစောက်သွားရင်းနဲ့ပဲလူတကာချစ်တဲ့စူပါစတစ်အပိုင်းတစ်ကဒီမှာပဲအဆုံးသတ်သွားပါရင်